ချစ်ပရိသတ်လေးတို့ကိုကျမတို့ရဲ့ Aura Garden Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်။ကျမကတော့ Season 12နင်းဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်လေးတို့အတွက်ဆလန်တင်တဲ့ပုဒ်ကိုတင်ဆက်ပေးပါစီ။ဒါဆန်ပရိသတ်လေးတို့က VPN လေးခံပြီးတော့မှဆလန်လေးရဲ့ဆုံးထိပ်ကိုကြည့်ရှုအားပေးကြပါအောင်နော်။ Hi ကျမကပြည်သူကအန်ဖြစ်ပါတယ်။ပရိသတ်တို့ကိုပြပြဖို့အတွက်ကျမမှာပုံမြင်လေးတစ်ပုဒ်ရှိနေပါတယ်။ ဆယ်လလေးကိုနားထောင်ဖို့တော်ပရိသတ်လူတို့ကအရှင်ဆုံး channel လေးကို subscribe လုပ်ပြီးတော့ video လေးကိုလည်း like လုပ်ခဲ့ပါအောင်နော်မိမိကအသက်16နှစ်အရွယ်မှာကျမကိုမွေးဖွားခဲ့ပါတယ်ကျမငငယ်လေးတည်းကမိမိကကပပမရှိသမျှအရာအလုံးကိုကျမအတွက်ဖြည့်ဆည်းပေးခြင်းခဲ့ပါတယ်သူရှင်တို့ကမပိုင်ဆိုင်ခဲ့ရတဲ့အရာတွေအလုံးကိုပေါ့တရကြတော့ Christmas နေ့ကိုရှာလာပြီးကျမတင်ငချင်းအိမ်မှာမြင်ခဲ့ရတဲ့ Barbie show လေးကိုကျမအရင်လိုချင်နေခဲ့ပါတယ်ဒါပေမဲ့မမေကကျမကိုအဲ့ဒီအစားဥယျာဉ်လေးကိုဝယ်ပေးမယ်လို့ပြောနေပါတယ် ဒါပေမဲ့မမေရဲ့မမေပဲတမီးကိုဂတိပေးထားတာမဟုတ်ဘူးလားဂတိရယ်ကိုမဖျက်ရဘူးလေနော်လောက်ပါလောက်ပါလောက်ပါလို့ပြီးတော့ခရစ်စမတ်နေ့ကိုရှာလာတော့ကျမဘာပီရှော့လေးကိုလက်ဆောင်ရခဲ့တာကြောင့်တိတ်ကိုဝမ်းတာတော့ခဲ့ပါရယ်မမေကကျမတက်တော့အကောင်းဆုံးပဲနောက်ပိုင်းကျတော့မမေကတွေ့ရပစ္စည်းအလုံးကိုပါဝက်ချတက်တဲ့အကျင့်မျိုးဖြစ်လာပါရယ်ပန်းအိုးတွေမဂဇင်းတွေတစ်ခါမှတော့မဖတ်ဘူးလို့စာအုပ်တွေရောအတော်မလိုတဲ့ပစ္စည်းတွေကိုပါမမေကစက်တိုက်ဝယ်နေခဲ့တာပြီးတော့အဲ့ဒီထဲမှာမှဘာကပို့ပြီးတော့စိုးလက်တီလား လူပူလေး900ယောက်ကိုပါမိကဝဲခဲ့တာပေါ့ကျမတို့ကဝိရချက်လည်းမရှိဘဲနဲ့မိမိကဒီပစ္စည်းတွေကိုဘာပြစ်လို့ဝယ်နေရတာလဲတခုခုကထူဆန်းနေရစွာကိုကျမတို့တွေ့ထားမိလာခဲ့ပါတယ်အဲ့ဒီပစ္စည်းတွေကကျမတို့တအသုံးလည်းမလုပ်ဘဲနဲ့ပြီးတော့အဲ့ဒီပစ္စည်းတွေကိုဝယ်ဖို့ကြရောမိမိကပတ်စံဘဲကရှာခဲ့တာလဲတခြားသူတယောက်ရဲ့ကိတ်မှုဆိုင်မှာမိမိကကိတ်မှုဖို့တဲ့သူလောက်တာပတ်စံကလည်းအများကြီးမရအောင်ဆိုတာကျမသိထားပါတယ်အဲ့ဒါဆိုဒီနေ့ကျတော့ကျမခုနှစ်တန်းရွှေမှာမိမိဇီဝထက်တဲ့အချိန်မှာကျမသူ့နောက်ကိုလိုက်သွားခဲ့ပါတယ် အားလုံးကတော့ပုံမှန်ပါပဲပြီးတော့မှရုတ်တရက်ကြီးမမေကအစိမ်းရိုင်းနဲ့ဝင်သွားခဲ့တယ်မက်ရှ်မန်တို့ထုတ်ကိုရှူလိုက်ပြီးတော့သူ့ရဲ့အင်ဂျီချာရကိုထည့်လိုက်ပါတယ်ဟမ်မမေကခိုးနေရလားကျမလည်းသူ့စီကိုပြေးသွားလိုက်ပြီးတော့ကျမမြင်သွားတော့ကိုမမေလည်းတည်သွားပါတယ်အဲ့ဒါကြောင့်ပစ္စည်းကိုဒီတိုင်းပြန်ပြီးတော့ထုတ်ပေးထားလိုက်ပါတယ်အိမ်ကိုပြောင်းတော့ကျမအဲ့ဒီအကြောင်းမေးတဲ့အခါမှာမမေကငိုပြီးတော့ပြောလာတယ်တမီးရဲ့ဘသူကများမက်ရှ်မန်တို့ကိုမစားရတဲ့သူရှိလို့လဲမမေလည်းအဲ့ဒါစားခြင်းလို့ဒီတိုင်းပဲအိတ်ထုတ်ကိုဆွဲထည့်လိုက်တာပါ ဟမ်ဒါဆိုမမေရဲ့စင်ကြီးကအဲ့ဒါလားမမေမမေကနှစ်နှစ်အရွယ်ကလေးလေးတောင်မဟုတ်တော့ဘူးနော်လှုပ်ပါနောက်ထပ်ဒီလိုမျိုးမခိုးတော့ဘူးဆိုရဂတိကိုတမြုပ်ပေးပါနော်မမေကခဏတော့မျက်နှာပြတ်သွားပါတယ်ပြီးတော့မှဂတိပေးလိုက်တော့အချမလေးစစ်သက်သားသွားခဲ့ပါတယ်ဂျာပေမဲ့တရက်မိဘတွေ့ဆုံပွဲမှာတော့မမေကထပြီးတော့စိတ်ဖောက်ပြန်တယ်ဆရာမရရှိမှာစာရေးကိရိယာရဲ့အများကြီးကိုတွေ့ပြီးတော့သူကတရေကြနေတာကျမလည်းသူခိုးချင်နေရစွာကိုတိလိုက်ပါရယ်ပြီးတော့ထင်းတဲ့အတိုင်းပဲ ဆီယမ်မတ်ကတော့ပြီးတော့ fighter တွေယူတဲ့အချိန်မှာမေမေက ace ဘွယ်ကပစ္စည်းကရိယာတွေကိုတော့ပြီးတော့ချက်ချင်းယူနေတယ်။ကျွန်မလည်းဘာမှကိုမတုံ့ပြန်နိုင်တဲ့မှာတခြားသူတွေကထပြီးတော့ရှင်းနေတာကိုကြားလိုက်ရပါတယ်။အထူးသဖြင့်ကျွန်မတို့အတန်းနဲ့ကပီလီပါ။သူရှင်တော့ကအဆောင်ဘက်မှာစာခုချပူတာကိုကျွန်မကတိုင်လိုက်တော့သူကကျွန်မကိုမုန်းနေတာ။ကြည့်ပါဦး။ကျောင်းကစာရေးကရိယာတွေကိုခိုးနေတာကနင်းတော့ချိုးဆက်နေတော့အဲ့ဒီတယောက်ကကျမမေရဲ့ပစ္စည်းအိတ်ကိုရှူလိုက်ပြီးတော့အလုံးကိုပြောင်ပြောင်လာပြီးမောက်ချလိုက်ပါရယ်။ ရိအခိုက်တန်ကကျမဘွားမှာအရှက်ရဆုံးသောအခိုက်အတန့်တစ်ခုဖြစ်ခဲ့ပါရယ်။မိမိကအစာရေးကိရိယာတွေကိုခုခယုံနာမကောက်ဘူး။ကျမရှိတဲ့စွတ်တဆိုင်တွေအလုံးကပါသူ့ရဲ့ထဲကိုထည့်ထားကြတာဖြစ်ပါရယ်။အလုံးကကျမတို့ကိုတခိုးရီလိုမျိုးအကြည့်နဲ့ကြည့်ကြရယ်။မကြခင်မှာပဲကျမလည်းကြောင်းဆီမှာကြီးရဲ့ရံကန်တို့ကိုရှောက်သွားခဲ့ပါရယ်။အမ်၊ဆီမှာလည်းဘာပြောရမှန်းတော့မသိတော့ပါဘူး။ဓာမျိုးကိစ္စကကျမဘယ်တော့မှဖြစ်ဘူးတော့မဟုတ်ဘူး။ဖြစ်စီကတည်တည်ဖြစ်စီကြီးတည်ဖြစ်စီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရဲကိုတိုင်ကြပါ။ ထပ်ပေမဲ့တမီးရဲ့အမေကိုအခွင့်အရေးတစ်ခုပေးပြီးတော့ဆရာမခွင့်လွှတ်ပေးချင်တယ်။အဲဒါကြောင့်တမီးကတမီးရဲ့အမေကိုဆရာဝန်စီခေါ်သွားပြီးတော့ဆစ်စစ်ပေးလိုက်နော်။ဘာလို့ဆိုတော့ဒါကပုံမမဟုတ်တဲ့လက္ခဏာတွေပဲ။ဒါပေါ့ဒါကပုံမမဟုတ်ပါဘူး။မိမိကတခိုးလိုမျိုးအချင်းဖြစ်နေကြတာလေ။ဆရာဝန်နေနဲ့အချင်းချင်းဆစ်စစ်ပြီးရနောက်မှာတော့မိမိနေမကောင်းဖြစ်နေတာကိုကျွန်မသိလိုက်ရပါတယ်။ကလပ်တိုမီနီယောလို့ခေါ်တဲ့ကိုရောကိုထိန်းချုပ်လို့မရတဲ့ရောဂါမျိုးဖြစ်နေကြတာပါ။ဒါကလည်းသူ့ရဲ့အမောင်းမဟုတ်ပါဘူး။ တမီးလဲကြားရာဆင်းမကောင်းမှမမေရဲ့မမေပြန်ကောင်းလာဖို့အတွက်တမီးဘာမစလုံးမယ်နော်။အိုးတမီးလဲမမေလဲတောင်းမှမှာရယ်။မမေကဘာတွေကိုခိုးခဲ့ပြီးတော့ဘလို့ဖြစ်ခဲ့တဲ့စရာတွေကိုရှင်းပြခဲ့တော့ကျမလဲတကယ်ကိုအရှက်ရမိပါရယ်။နောက်နေ့မှာတော့မမေကိုပြန်လဲပြီးတော့ကောင်းမှုစေဖို့အတွက်ကျမမမေနဲ့အတူလမ်းရှာထွက်ခဲ့ပါရယ်။အရှင်နှောင်းကလိုမျိုးအစ်စ်နေပြန်ပြီးတော့ရှားလာမှာဆိုရင်အကြောင်းစူပါမတ်ကတ်တကူလည်းကျမတို့မသွားခဲ့ပါဘူး။ဆီရီကိုလည်းပုံမှန်တောက်ပြီးတော့လူတွေနဲ့လုံဝိုင်းဖွဲ့ပြီးတော့စကားပြက်ပြက်လာတယ်။ ဒါကြောင့်လာအနေငယ်အတွင်းမှာပဲပို့ပြီးတော့တက်တာလာခဲ့ပါရယ်။ဒါပေမဲ့အကြောင်းမှာတော့ကျမတို့ကတော့အဆင်ပြေမိနေပါဘူး။အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်းကစပြီးတော့ဘီလီကကျမကိုအနိုင်ကျင့်တာဖြစ်လာပါရယ်။ကျမကိုမြင်တာနဲ့သူတို့ကဘယ်လိုပြောကြလဲသိလား။ကြည့်ပါဦး။မအေတူသမီးလေးပဲနော်။ငါလည်းနေ့အထက်ကိုမှွေမောက်ပြီးတော့စစ်ကြည့်ရမယ်ထင်တယ်။သူကစက်တိုင်ကျမကိုတခိုးဆုပ်ပြီးတော့စနေတာ။ကျမလည်းတိမခနိုင်တဲ့အစောအင်ဂျီကောလာကိုဆွဲမပြီးတော့သူ့ကိုချင်းချောက်လိုက်ပါရယ်။ ။ငါနဲ့ဝေးနေနော်။မဟုတ်လို့ကတော့နှစ်သွားရအကုန်လုံးချစ်ပြစ်သွားလိမ့်မယ်။ဘီလီကအဲ့တော့မှကြောက်သွားပြီးတော့ကျမလည်းကိုယ့်ကိုဂုဏ်ယူမိလိုက်ပါရယ်။အဲ့ဒီကြောက်လဲကျမနားကနေခဏတော့ငြိမ်သွားတာပေါ့။ချက်ပေမဲ့လာနေငယ်လောက်ကြတော့ကျမတို့ကြောင်မှာပွဲတစ်ခုရှိခဲ့ပါရယ်။ဆရာဘွဲ့တော်ဖြစ်တာကြောင့်ကျမနဲ့မေကလည်းအဲ့ဒီမှာဆိုင်လေးတဆိုင်ဖွင့်ခဲ့ပါရယ်။အားလုံးအဆင်ပြေနေခဲ့ပေမဲ့အဲ့ဒီကောင်လေးရောက်မလာခဲ့အထီးပါပဲ။ချောကလက်ကိတ်တစ်ခုကိုထိုးထွက်လာတော့ပေးရတာလားဟာဆေးကြည့်လိုက်တာနော်အခုအကဆေးရောင်းနေရတဲ့မတူပဲနဲ့ ။ customer တွေကနေပြီးတော့နေရခိုးနေရတဲ့တူနေရ။နေပါဦး။ခိုးရဆိုလို့ဌာနနေအမေကတကူမဟုတ်ဘူးလား။ကျမတီးခဏအရန်ကိုများနေပြီ။ကျမဒေါသတွေထွက်ပြီးတော့ပေါကိုဖျန်းကနေရိုက်ချလိုက်ပါရယ်။ Billy နေရတကယ်ကိုအရန်ဆိုင်ကောင်းမနော်။နေမိသားစုတွေကတော့မှနို့သဘောမကျကြဘူးမလား။ဘို့ငါဘွားကလိုင်းနောက်ရှက်နေပဲနဲ့။ငါနဲ့ဝေးနေစမ်းပါ။အဲဒီကောင်ကလည်းကျမကိုအရန်ဒေါသထွက်သွားတဲ့ပုံပါရယ်။ရှုပ်တဲ့ကြီးကျမရဲ့စပွဲကိုကိုတူးနေတာကြောင့်ကျမလက်တွေ့ကိုပြန်ပြီးတော့တွန်းထားပါရယ်။ ီးတော့သူ့ရဲ့အာနက်စပွဲကိုကိုတွန်းချလိုက်တာကြောင့်ကျမစပွဲပြပြီးတော့အော်နေခဲ့ရပါတယ်။စီယုံတက်ခဲ့ရတဲ့အထိဖြစ်သွားပြီးတဲ့နောက်မှာတော့ကျမရဲ့လက်မောင်းကျုံသွားခဲ့တဲ့အထိကိုစီကူတာမှခရင်ခဲ့ရပါတယ်။နောက်နေ့ကျတော့ကျောင်းကြီးကကျမကိုစီယုံမှာလာတွေ့ပြီးတော့ဘီလူးကိုကြောင်းထုတ်လိုက်ပြီးဆိုတဲ့အကြောင်းပြောပါရယ်။ပြီးတော့သူမိဘတွေကလည်းနိုင်ငံသားကိုကြောင်းတက်ဖို့အတွက်အထူးကိုပို့လိုက်ကြတယ်လို့ပြောပါရယ်။ဟုတ်တယ်။အဲ့ဒီကောင်ကအဲ့ဒီနေပဲတန်တာ။ဘီလီမရှိတော့မှပဲကျမရဲ့ဘဝကပြန်ပြီးတော့အဆင်ပြေသွားကြတာပေါ့။ ကျောင်းမလဲစာကိုကောင်းကောင်းလုပ်နိုင်ခဲ့ပြီးတော့ဆယ်ရန်းမှာကျမကအတော်ဆုံးကျောင်းသူတယောက်ဖြစ်ခဲ့ရယ်။ Goldrick အများကြီးနဲ့ပါအောင်လုပ်ပြီးတော့ကျမ scholarship တွေကိုလည်းရအောင်လုပ်မလို့ဆုံးဖြတ်ထားပါရယ်။လုံနိုင်သွားတဲ့အချိန်မှာတော့မေမေလည်းကျမအတွက်တိတ်ကိုခုံယူနေတယ်။တမီးလေးရယ်အမေဖြစ်တမီးလေးအတွက်အရန်ကိုဝမ်းတာတာပဲ။တမီးလေးတူတူပါပဲမေမေ။မေမေရဲ့ရောဂါကိုကုသလိုက်နေလို့တမီးတွေမေမေအတွက်ခုံယူရပါရယ်။ရေယာတီကျမ်းပိတ်တော့မေမေနဲ့ကျမတို့အဖွားရှိကိုသွားလိုက်ခဲ့ကြပါရယ်။အဲ့ဒီအချိန်လေးကအရန်ကိုပြတ်ဖို့ကောင်းခဲ့ပါရယ်။ ကျန်လာတော့ကျမလည်းကြောင်းတက်ဖို့အတွက်စိတ်လှရှားနေကြတာ။ကျပိမဲ့ပထမအဆုံးနေပါရမယ်။ကျောင်းကသာရဲ့ကားတစီကဝန်ကနေဖြစ်မှောက်လိုက်လို့ကျမရှင်းဖို့ဒီချင်းကုန်ပါရ။ဒီကရန်ကျတော့အဲ့ဒါကဘီလီတင်ငယ်ချင်းဖြစ်နေတယ်။ချိပါအောင်ကွာဘလောက်တော့ညစ်ပတ်လိုက်လဲ။ဟာဟာ။ကျမရှင်းကိုစိတ်ဆိုးသွားတယ်။သူ့ဆွဲထုတ်ပစ်ချင်နေတာ။အဲ့ဒီအချိန်မှာရုတ်တရက်တစ်စုံတစ်ယောက်ကကြောက်ခဲတစ်ခဲကိုရှူလိုက်ပြီးတော့သူ့ကားကိုပြစ်ပတ်လိုက်တယ်။ပြီးတော့အဲ့ဒီကောင်ကြီးလည်းထွက်ပြေးသွားပါရ။သူ့ကိုကြည့်လိုက်တော့သူကလည်းကျမနဲ့ရွှဲတူပါပဲ။ ဘလို့တော့အယူကောက်နေလဲမသိဘူးကြည့်ပါဦးမင်းရဲ့အကြည့်တွေအားလုံးငါပြင်ပြီးတော့အခုညီပေးပြရစေသူကကျမရဲ့ရှင်ပွဲတွေကိုတုတ်ပြီးနေတော့ကျမချက်သိန်းတော့ထားမိတယ်အာရှာပါရဲကျမဖတ်တာပဲခင်းဆက်လိုက်ပါမယ်နော်ဒီလိုပြောပြီးတော့ကျမလည်းရှင်းရှင်းနဲ့ထွက်လာကြလိုက်တာပေါ့ကြည့်ပါဦးအဲဒီကောင်လေးကချစ်ဖို့ကောင်းလိုက်တာကျောင်းကရောက်တော့ကျောင်းသားတက်ရောက်နေတဲ့အကြောင်းဆီယမ်မကကြင်ညာလိုက်ပြီးတဲ့နောက်ကျမရွှေကိုဝမ်းသာသွားကြတယ်။တခြားသူမဟုတ်ပဲပြောင်းလာတဲ့သူကကျမရဲ့ကေတီရှင်လေးဖြစ်နေကြတာပေါ့။ သူနဲ့မေက special လို့ခေါ်ပြီးတော့ကျမကိုတွေ့တဲ့အခါကျမဘေးနားမှာလာထိုင်ပါတယ်။အာငါအစားအသောက်ရှူလာဖို့မေးခဲ့လို့ငါနင်းနဲ့တူတူမျှပြီးတော့ကြည့်လို့ရလား။အာတူတူကြည့်ဖို့လားရှက်ပါရဲ့။ special ကိုကြည့်ရတော့ရန်သဘောကောင်းတဲ့ပုံပဲ။ကျမတို့မကြခင်မှာပဲတငယ်ချင်းတွေဖြစ်သွားတာပေါ့။သူကလည်းကျမဘေးနားမှာပဲအများရောလာထိုင်တယ်။ကျမလည်းသူနဲ့ရှင်နေတဲ့အချိန်တွေဆိုရင်ကြောက်တုတ်တလို့ကိုခန်းစားနေရတာပါ။ကျမတို့မကပါဘူး။တခြားသောကောင်မလေးတွေအားလုံးကလည်းသူ့ဆိုရင်အရှူးမှုပဲ။ တရကျတော့ basketball ကစားနေတော့ short year special ကသူ့ရဲ့အင်ဂျီကိုချက်ချက်လေးပါရယ်ကြည့်နေတဲ့သူတွေအားလုံးကလည်းဝိုးကနဲ့ဝါကနဲ့ဖြစ်ကုန်တာပြီးတော့ဘာဖြစ်လဲသိလားကမလေးတွေကသူ့နားမှာပဲဝိုင်းနေတာပေါ့ short year special ကအချမစီကိုပြေးလာရယ်လောက်ပါအောင်အန်ရယ်ငါ့ကိုကယ်တင်ပေးပါအောင်ပါလေနေရနစ်ပါတာနဲ့အင်ဂျီချွတ်လိုက်ပြီးတော့မှငါ့လာပြီးကယ်ခိုင်းနေရလားအော်နေရလက်တဝင်တူနေရပေါ့ဘာဘာတော့တဝင်တူရမှာလဲလောက်ဆက်မှာကွာမင်းငါ့ကိုသဘောကျရစရာငါသိပါရယ်နော် မင်းလည်းတဘောကြလိမ့်မယ်လို့မျှော်လင့်တာပါ။ဘာလို့ဆိုတော့တကယ်တော့ငါကမင်းကိုတဘောကြနေရကိုအမ်။ငါမင်းကိုအများကြီးတဘောကြရတယ်နော်။ဒီလိုပြောပြီးတော့သူကကျမကိုညှောက်လိုက်တယ်။ပြီးတော့ညနေကျရင်တူတူထိတ်လို့မယ်လို့တူတူလေးပြောသွားပါသေးတယ်။ချစ်ပါဦး။ကျမကဘယ်လိုလုပ်ပြီးတော့ညှိနိုင်မှာလဲ။ကျမရဲ့ပထမဆုံးဒိတ်အနေနဲ့ special ကကျမကိုကမ်းခြေလေးတစ်ခုခေါ်သွားပေးပါရယ်။ပြီးပြည့်စုံတဲ့ပထမဆုံးဒိတ်လေးဖြစ်ခဲ့ပါရယ်။အင်ကူမပြောင်းခင်မှာလဲကျမကိုသူကနန်းတော့သေးတယ်။ ချက်တဲ့ဘက်အနေငယ်တော့ကျမတို့တက်ခဲ့ကြပြီးတော့သူကကျမတော်တော်ပြည့်ပြည့်စုံတဲ့ကောင်းလေးတယောက်ပါကျမတို့တတိတတိနေပူပူပြီးတော့ချက်လာရယ်တရရကြတော့တည်လားစပယ်ရှယ်ကဘီလီရဲ့တငယ်ချင်းတွေနဲ့တူတူရှိနေတာကိုကျမလှမ်းတွေ့လိုက်ပါရယ်သူတို့ကစပယ်ရှယ်နဲ့ဘာလုပ်နေကြရလဲစပယ်ရှယ်ကျမတို့စကားပြောလို့ရလားအာရှာပါရယ်ခဏလေးနော်နေပါဦးငါတို့ဘာပြောနေကြရလဲဟမ်သူကငါ့ကိုရှာပြီးတော့ဒီလိုလုပ်တယ်ပေါ့ကျမအရင်စိတ်တူသွားရယ်တရလုံးကျမတို့စိတ်ကောက်ပြီးတော့ပြစ်ထားလိုက်ပါရယ် ဒါပေမဲ့သူကကျမကောင်းထဲမှာအမြင်ရရှိနေတာပလတ်တောင်ဆိုလဲဆိုတော့ကျမတမိုင်းဆက်မွေးဖြစ်ဖို့ကိုတော့မှမိသွားကြတဲ့အထီးပါပဲနောက်ဆုံးကျတော့ကျမလည်းအဲ့ဒီနေ့ကဆက်မွေးကြသွားတယ်ပရိသတ်လေးတွေလည်းမှတ်ထားတော့ကောင်းသေးတွေအကြောင်းတွေးမိလိုက်တာနဲ့ရွာလကတော့ဒီလိုဖြစ်တတ်တာပဲကျမရွေချက်ကိုပြန်တွေးထားပြီးတော့စပယ်ရှယ်နဲ့ပတ်သက်ပြီးကျမကောင်းထဲကထုတ်ဖို့တော့စိတ်ဆုပ်ဖြစ်လိုက်ပါတယ်ချက်ပေးမဲ့ဆီယမကကျမကို assignment တွေကလည်းကြာနေရဆိုပြီးပြောလိုက်တဲ့အချိန်မှာကျမစိတ်တွေပူပြီးတော့ကြိုးဝေးသွားခဲ့တယ် ကျွန်မအင်စာရီအားလုံးကိုတေချာလုပ်ပြီးတော့ assignment တွေကိုလည်းထပ်ခဲ့ပါရယ်။ဒါပြည့်လို့ကျွန်မတင်လိုက်တဲ့စာရီအားလုံးကဆီယမ်မာရီစီကိုရှာမတော်တာလဲ။ Joining ကလည်းကျတော့ဆီယရီဆီယမ်မာရီစုဝေးပြီးကျွန်မကိုဆွင့်ခေါ်ခဲ့ကြရယ်။ကျွန်မ scholarship လိုချင်နေဆိုရင်တော့အီကူပြန်အောင်လုပ်ပြီးဆမ်မွေးကိုရှာအဖြေရလိမ့်မလို့ကျွန်မကိုအတင်းပြောနေချပါရယ်။အဲ့ဒါကြောင့်ကျွန်မလည်းစာရီကိုအယုံနှစ်ပြီးတော့ view တစ်ဆက် ပြန်ပြီးစူးစမ်းကြရယ်။တင်ရမှာတော့ special ကကျွန်မစီကိုရှာလောက်ခဲ့ရလေ။ပြင်တူသွားချင်လား။ဘာ ကျမမရှိတယ်လို့နေခဲ့ပြီးတော့မှရုတ်တရက်ကြီးဘာဖြစ်လို့အခုပြန်ရောက်လာတာလဲမတော်ဘူးကျမရှင်နဲ့မလိုက်နိုင်ဘူးရှင်အဲ့ဒီကောင်ကြီးနဲ့သွားပြီးတော့ပျော်ပေါင်းနေလိုက်လေအချစ်ရဲ့ကို့ကိုအထင်မလွဲပါနဲ့ကွာကိုကဒီတားအလုပ်များနေတာပါလာပါကိုနဲ့တူတူပါတီပန်သွားပြီးတော့ပြောလိုက်ကြအောင်လေလုပ်ပါကွာမင်းကကိုရဲ့ကောင်မလေးပဲဟောက်ကျမမသွားလို့စိတ်ဆုပ်ဖြစ်ထားတာဒါပေမဲ့သူကအတင်းတောင်းဆိုပြီးတော့တောင်းပန်နေပါတယ်ဒါကြောင့်မယ်နောက်ဆုံးတော့ကျမလည်းခွင့်လွှတ်လိုက်ရတာပေါ့ တော်ရလမဆက်ဖက်ရှင်ကရုတ်တရက်ကျမကိုထူဆန်းတဲ့မိကိုတစ်ခုမိလာတယ်။ပြီးတော့အဲ့ဒီမင်းပြောတဲ့ရိုင်းဆိုင်ကောင်တွေဆိုတာကလေသူတို့ရဲ့တငယ်ချင်းကမင်းကြောင့်နဲ့စန်းထွက်သွားရတော့ဆိုပြီးတော့ငါ့ကိုပြောတယ်။အဲ့ကောင်လေးရဲ့နာမည်ကဘီလီတဲ့။မင်းတို့ကြားထဲမှာဘာဖြစ်ခဲ့ကြရလဲ။စန်းထွက်ခံရတယ်ဟုတ်လား။ကျမဘာမှမလုပ်ခဲ့ဘူးနော်။အဲ့ဒီအလန်ကသူ့ပါတော်သူလုပ်ပြီးတော့သူ့အပြစ်ကိုသူခံသွားရတာ။ပါတီဘက်ကိုရခိုင်နီလေးမှာပဲကျမလည်းဘီလီရဲ့တပ်ပုံကိုပါထုတ်ပြလိုက်ပြီးတော့မင်းမင်းရဲ့ဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအလန်ကိုပါပြပြလိုက်ပါတယ်။ ချောက်ကပီလီကကျမကိုအနိုင်ကျင့်ပြီးတော့လှပြောင်းလိုက်ကြတာလေကျမပေါ်ကိုစပွဲကိုတိုးချလိုက်ပြီးတော့သူ့ဘာသာသူကြောက်ထွက်ခံလိုက်ရတာဒီတော့မှအကြောင်းစုံကိုတိလိုက်ရပြီးစပက်ရှယ်လက်ရမ်းလန့်သွားတယ်အာဒါဆိုရင်တော့တခြားတနေရာကိုပဲသွားရအောင်နော်ငါတို့ဒီပါတီပွဲကိုမလာတဲ့တော့ဟမ်ဘာဖြစ်လို့လဲကျမတို့ဒီကိုရှာလာဖို့နိုင်ဝက်လောက်တောင်ကမောက်လာခဲ့တာဟုတ်လားဆမ်းပါပါတီပွဲကတကယ်ကိုပျော်ရွှင်ကောင်းပါတယ်စာကားရောစပက်ရှယ်ကတောင်းတော့ကြည့်လို့ပဲ ောက်ပိုင်းကျတော့မှသူလည်းဖြေလျှော့ပြီးတော့ကောက်ခုန်နေခဲ့ပါတယ်။ဆေဗန်ရှင်ကကျမကိုတွေ့ပြီးတော့ကနေရဲ့ချိန်မှရှုပ်ခဲ့ဘလီရဲ့မျက်နှာကြီးကိုကျမမြင်လိုက်ရပါတယ်။ဟေးတခုမလေးမင်းကငါ့ကိုလွမ်းနေရလား။ငါ့ကူကမင်းကိုဒီလိုမျိုးပြန်ပြီးတော့ငါ့အတွက်ရအောင်ယူပေးခဲ့တဲ့အတွက်သူ့ကိုကျေးဇူးတင်တာပဲ။ဟမ်အကူဟုတ်လား။သူပါရီပြောနေရလဲ special ။ကျမဘလီကိုတွန်းလိုက်ပြီးတော့ special ကိုကြည့်လိုက်တဲ့အချိန်မှာဘလီအမှန်တမ်းပြောနေရဆိုတာကိုကျမသတိထားမိတာပါတယ်။စဖက်ရှင်ကသူ့ရဲ့အကူပဲဟာဟာ မင်းနဲ့ဆော့ကစားတာပြောဖို့ကောင်းတယ်နော်ပထမအဆုံးအနေနဲ့မင်းရဲ့အစ်စ်တွေကိုထိုးကြတော့လို့ငါလုံးနိုင်ခဲ့ရတယ်ဆီယာရီရဲ့ main computer ရဲ့ကနေပြီးတော့မင်းရဲ့ assignment တွေကိုလည်းငါဖြစ်ဖြစ်ခဲ့တာပြီးတော့အခုကြည့်ပါဦးငါကူကမင်းကိုလုံးဝလှည့်ရှားသွားနိုင်ခဲ့ပြီလေမင်းကတော့သူ့သူ့ရဲ့တကယ်ပဲမင်းကို gain side လို့ချင်နေရမလားကြည့်ဦးအခု तू ကမင်းကိုဆွပစ်တော့မှာမင်းကရန်တနာဖို့ကောင်းတာပဲနော်ကဲပါအရင်ဆုံးတော့ party ဘက်ကိုပြီးတဲ့အထိကလိုက်အောင်လားကျမရန်ကိုစိတ်ဆိုးသွားပါတယ် ပြီးတော့ကျမမတွန့်ပြန်လာခဲ့မှာပဲ special ကဘယ်လေးကိုထိုးလိုက်ပါတယ်သူ့ကိုလွတ်ထားလိုက်ငါမင်းကိုဒါမျိုးမလုပ်ဖို့ပြောခဲ့ရမလားမင်းကလင်းခဲ့တယ်ဘယ်လေးမင်းကလင်းခဲ့တယ်အော်အဲ့တော့ဘာဖြစ်လဲအခုအကိုကသူ့ကြောင့်နဲ့ကျွန်တော်လာပြီးဒေါသထွက်နေလို့ပြောတယ်နော်မိသားစုချင်းပါပဲနဲ့သူ့ဘက်ကပါပေးနေရလားငါချင်းပြောရပါရဲ့အမ်မင်းရဲ့မကောင်းမှုတွေကြောင့်သူကကြောက်တော့ခံရတာဆိုပြီးတော့ငါ့ကိုလင်းပြောခဲ့တာလေမင်းကသူ့ဆက်ဆဲခဲ့တာကြောင့်သူကြောက်တော့ခံခဲ့ရတာတဲ့ ငါတော့အထင်လွဲသားခဲ့တာပါတောက်မှမရနော် အကူကသူ့ပြန်ပြီးတော့တောက်မှန်နေရပေါ့ဆေဖရှင်ကဘေးလေးကိုဘာမှအပြုံးမခံမဲနဲ့နောက်ထပ်တစ်ချက်ထပ်ထိုးလိုက်ပါတယ်ပြီးတော့ကျမစီကိုရှာလာတယ်သူ့ရဲ့အလိန်ညာပါဇက်ကနေပြီးတော့ဘာတလုံးမှမပြောထက်ခင်ပါပဲကျမလည်းသူ့ပါကိုဖျက်ရလိုက်ပါတယ်ကျမနောက်ကနေဝေးနေကျမရှုံအရင်မဟုတ်တဲ့ကျမအဲ့ဒီပါတီဘက်ကနေထွက်ပြေးလာခဲ့ပြီးတော့မမစ်စီမငိုနေခဲ့ပါတယ်နောက်နေ့တွေကျတော့ဆေဖရှင်ကြောင့်မလာတော့ဘူးသူကြောင်းထွက်သွားပြီးတော့ဆီယမတ်ကပြောတယ် ကျမကပါကက်ဆာခင်းဆိုင်မှာလဲနော်ကျမတို့ပို့ပြီးတော့ကောင်းသားတာပဲဒါပေမဲ့ကျမဘာကြောင့်များသူ့မမေ့နိုင်ရတာလဲစိတ်တွေလည်းရှုံနေပြီးတော့အသက်ကောတို့လို့လည်းခံစားရတဲ့အပြင်ကျမစာကိုလည်းမလုပ်နိုင်ခဲ့ပါဘူးအထက်တန်းစာကိုကျသွားခဲ့တာကြောင့်ကျမရဲ့ scholarship ရမယ်ဆိုရယ် UAZ တွေအလုံးကလည်းပြန်ဆုံးသွားခဲ့ပါရယ်ဒါကြောင့်ပဲကျမအချိန်ကြာစီစိတ်တကျရောဂါခံစားခဲ့ရတယ်တင်းရစရမမေ့ကကျမကိုဆွေးနွေးပွဲရှိကိုခေါ်သားပေးတဲ့အခါမှာတော့အချင်းချင်းအပိတ်မှုတွေကြောင့်ကျမပို့ပြီးတော့မျောလေးချက်ရလာခဲ့ပါရယ် ကျမလည်းမမေလွတ်ခရဲကိတ်မဆာလေးမှာတွားပြီးတော့အလုပ်လုပ်ခရဲနောက်ဆုံးမှာတော့မမေနဲ့ကျမနဲ့ကိုပိုင်ကိတ်မဆာလေးကိုဖွင့်နိုင်ခဲ့ပါတယ်မမေရဲ့အိမ်မလေးကိုကျမကဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့်အသက်ကိုခွင့်ယူမိပါတယ်တုံးနှစ်တာကြာပြီးတဲ့နောက်မှာတော့ကျမဆောင်ပွဲကိုပြန်ဖြည့်ဖို့အတွက်ကြိုးစားခဲ့ပါတယ်ဒီတစ်ခါတော့ကျမထိဆုံးရခဲ့ပြီးတော့ scholarship ကိုလေ့ရနိုင်ခဲ့တယ်လေတွေ့လားတမီးလုံးနိုင်မယ်လို့မမေကယုံကြည်ပြီးသားပဲအဲ့ဒါကြောင့်တမီးလေးကအများရဲ့မမေကယုံကြည်နေရလေကျေးဇူးပါမမေတမီးမမေကိုအရေးချစ်တယ်နော် တင်းရဲစရဆိုင်လေးပြစ်ပြီးတော့ကျမအိမ်ပြန်မိုးလို့တဲ့အချိန်မှာရှုပ်တရရင်းနှီးရနာမည်တစ်ခုကိုခေါ်နေရကြားလိုက်ရပါတယ်။သူကတော့ဆက်ပဲရှင်ပါ။ဘာမှမပြောခင်မှာအရှင်ဆိုကိုပြောတော့ကိုနားထောင်ပြီးပါ။ကိုတကယ်ပဲတောက်မပါရအံ။ဖီလီကငါ့ကိုလိမ်ပြောခဲ့တာပါ။ငါလည်းအစောကတည်းကတည်တင်တာပါ။ငါအမင်းပေါ်လောက်ခဲ့မိတာရအလို့တော့တကယ်ပဲတောက်မပါရ။တစ်ခါလဲစားခံရရင်တော့အရှင်ရဲ့အမပေါ့။ဒုတိယမြောက်လဲစားခံရရင်တော့ကျမရဲ့အမဖြစ်သွားပြီ။နောက်တရကြတော့ဂိမ်းမဆိုင်မှာအကျမကိုအံပွဲရတစ်ခုစောင့်နေပါရ။ စပက်ရှယ်ကဒီမျက်စိလေးတွေကိုတွေ့လိုက်ရပါတယ်။ဘာဖြစ်လဲတီလားမိမိကသူ့ကိုအလုတ်ခတ်လိုက်တာတဲ့။ကျမဖြစ်မုန်းလိုက်တာဆိုရာမိကထရမသူ့ကိုအခွင့်အရေးပေးပါဆိုပြီးတော့ကျမကိုအတင်းကပ်ပြောနေတာ။ကျမရဲ့စိတ်အတွင်းထဲမှာတော့အဲ့ဒီလူတွေကခံစားချက်တွေရှိနေတော့မယ်ဆိုတာမိမိကသိထားပါတယ်။စပက်ရှယ်လည်းကျမကိုအနာယူဖို့အတွက်ဒီမျိုးပြုံနဲ့စူးစမ်းကြတယ်။ကျမကတော့တင်းခံနေတော့မှာပဲ။ကျမသူ့စိတ်ထဲမှာရှိနေတော့မယ်ဆိုတာသူသိတော့လို့မရဘူးလေ။တရားစရာမိမိကကိတ်မဖို့ရနေမူလည်းမလို့ဖြစ်သွားတယ်။ စပယ်ရှင်ကပဲကျမတို့ကိုကောင်းမွန်ပြီးတော့အဆင်အကိုလိုက်ပို့ပေးခဲ့ပါရယ်။မိမိပါအာယုံကျော်ယောဂကိုကန်စားနေရတာကျမသိလိုက်ရပါရယ်။ကောလိပ်တက်ရမယ့်အချိန်ရောက်တော့မှဒါမျိုးတွေဖြစ်ရလား။စပယ်ရှင်ကကျမတို့နဲ့တူတူရှိနေပြီးတာကိုတော့ကျေးဇူးတင်မိပါရယ်။မိမိကိုသူဆောင်ရှောက်ပေးနေတာကြောင့်ကျမလည်းကောလိပ်ကိုတော်တော်နိုင်ခဲ့ပါရယ်။ကျမအဝေးကြီးမှာရှိနေပေမဲ့လည်းမိမိကကျမကိုနေတိုင်းဖို့ဆက်ပြီးတော့ကိမုတ်ဆိုင်ကလည်းအဆင်ပြေနေကြောင်းစပယ်ရှင်ကလည်းသူ့ကိုခရီးဆိုင်တဲ့အကြောင်းပြောလာပါရယ်။ ီးတော့နောက်ဆုံးမှမေးပြောလိုက်တဲ့အရာကကျွန်မ special ကိုပြန်ပြီးတော့စဉ်းစားသွားစီပြီးရယ်။တမီလေးတမီလေးသိရဲ့လား။တခါတလေမှဒုတိယမြောက်အခွင့်အရေးဆိုတာကလိုအပ်ပါရကွယ်။ဘာလို့လဲဆိုတော့ပထမဆုံးအချိန်တုန်းကအဆင်သင့်မှန်ဖြစ်ခဲ့ကြတာ။အဲ့ဒါကြောင့်ပြန်ပြီးတော့စဉ်းစားကြည့်ပါအောင်နော်။မမီပြောတော့ကမှန်ခဲ့ပါရယ်။ကျွန်မတို့ရာသီကြောင့်ပိတ်တော့အိမ်ကိုပြန်လာရယ်။ဂိမ်းမှုဆောင်ကိုတန်းသွားတော့ဆက်ဗင်ရှင်ကတယောက်ထက်ဂိမ်းမှုဆောင်ကိုဦးစီးနေပါရယ်။ Hey, မင်းရှိပြေးရလား။ ကျမဘာမှပြန်မပြောဘဲနဲ့သူ့ကိုကျမတန်းပြီးတော့နန်းလိုက်တာကြောင့်သူကလည်းကျမကိုပြန်ပြီးပွေ့ချင်လိုက်ပါတယ်။အမ်းကိုရောပြန်ပြီးတော့အစားကနေစားလို့ရမလား။အစားကနေအမှတ်တရအစ်တွေကိုဖတ်တရအောင်လား။မင်းကိုပြန်ပြီးတော့ဒုတိယအခွင့်အရေးလေးပေးပါလား။ဘာလို့ဆိုတော့ကိုကမင်းကိုအရန်ချစ်လို့ပါ။ကျမလက်ရှိကိုရန်ချစ်ပါတယ်။ဆလန်လေးကတော့ဒီလောက်ပါပဲရှင်။ပိတ်သက်လို့လို့လည်းဆလန်လေးရဲ့စုံသက်ကိုအကျဉ်းအားအရလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်နေ့မှလည်းဒီလိုဆလန်ကောင်းတွေကိုပိတ်သက်လို့ရှိယူဆလာပေးပါမယ်။ Tara, each and any delivery go by signature position.